်ဒီနှစ်ပတ်လည်ဆယ်နှစ်ပြောက်နှစ်ပတ်လည်ခန္ဓာကိုအဲ့ရှင်းပြပြီးတော့ကျောင်းသူသမရမြန်မာနဲ့ဉာဏ်တော်ဉာဏ်ကြီးသမရဉာဏ်တော်လုံကြုံရေးနေအကျက်တရားကိုဖြင်းဥပဒေလေးကွာကော်ပြင်းဖို့ဝင်လာကျောင်းသူဝင်ကြီးများဒီပြောင်ဝင်ကြီးများမျိုးသားစီလုံးညီညွတ်ရေးတဲ့ငိမ့်နေပေါ်ဆောင်မှုဒီတိုင်းပေါ်ကြည့် NSPNC မှာအတားအမြစ်ဖော်ရများ NCA ဖြစ်ပေါ်လာရင်ကျိုးပန်းဆောင်ရွက်ချက်ကြသူများ တန်ချီလက်ပတ်ရေထိုးခဲ့ကြပြီလားတန်ချီတိတက်တည်းများတိုင်းနာလည်းလည်းကံဖွဲ့စည်းများနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များဒီဘက်ဒီဘက်မှဗတ်တရဆိုင်ရာကြောကျင်များတိပညာရှင်များအသက်ပညာရှင်များတက္ကသိုလ်ကျောင်းသူကျောင်းသားများလေးလာသူများဒုတိယမြန်မာစာတီးဒီမှာကိုယ်စားလှယ်များနေတက်ရောက်လာကြသူကဲ့တဲ့တော်များအားလုံးလူလာပါလို့ဖွင့်ဆက်တာ လူငယ်ရဲ့စနစ်ကတနင်္ဂနွေတက်တက်ခန့်ပြည်ဆိုင်ဘောလို့စာချုပ် NGO ချုပ်ကိုကြည့်တဲ့အခါကကျွန်တော်တို့အားလုံးကတူညီတဲ့မျှဝင်ချက်တွေရှိခဲ့ကြပါတယ်။အဲ့ဒါကတော့ဒီမိုကရေစီရဲ့ Federation ကိုဦးတည်တဲ့နိုင်ငံတော်ကြီးဖြစ်လာလို့အပြောင်းလဲ Transition တစ်ခုစလုပ်ပြီးဆိုတဲ့မျှဝင်ချက်ကြီးပဲဖြစ်ပါတယ်။ဒီမိုကရေစီအပြောင်းလဲဆိုတာနိုင်ငံအများစုမှာ မတိနေမှုတွေနဲ့စိတ်ခေါ်မှုတွေကိုဖြတ်တတ်ရနိုင်ရှိပါတယ်ကျွန်တော်ရဲ့နိုင်ငံမှာဒီမိုကရေစီအခြေခံအားနည်းနေတဲ့တိုင်းပြည်ကမှစိတ်ခေါ်မှုတွေပုံပုံကြီးမားပါဒါပေမဲ့လူငယ်ရဲ့စနစ်ကရရှိခဲ့ကြတဲ့ဒေါ်လေးချက်တွေကဒီလူလူကြားထဲမှာယနေ့အထိဆက်လက်ပြီးရှိနေဆဲဖြစ်ပါတယ်ယနေ့ဖြစ်ပေါ်နေတဲ့အခြေအနေများကြားမှာ NCR အရေးပါသေးလား အသက်ဝင်လေလားဆိုပြီးတော့မေးလာကြတာရှိပါတယ်ဒီစာချုပ်ကိုလက်မှတ်ယူထိုးထားတဲ့အစုဖွဲ့ရဲ့ရှိတဲ့ဒီကာလပတ်လုံးအသက်ဝင်ရုံမှဖြစ်ပါတယ်ဒီလက်မှတ်ယူထိုးထားတဲ့အစုဖွဲ့ဒီထဲမှာအစိုးရလွတ်တော်တက်မတော်ဤကိုနိုင်ငံရေးပါတီစသည်လို့ရှိကြပါတယ်ဒီစာချုပ်ကိုချိုးဖောက်ခဲ့တဲ့လူများလည်းရှိပါတယ်စာချုပ်ကိုချိုးဖောက်မှုတွေရှိခဲ့လို့စာချုပ်ကတက်ပြဲသွားမှာမဟုတ်ပါဘူးဒီစာချုပ်ကအသက်ဝင်နေဆဲဖြစ်ပါတယ် စာချုပ်ကိုလိုက်ရာအကြောင်းကိုကျွန်တော်တို့အားလုံးမှာတောင်းလို့ရှိပါတယ်။စာချုပ်ရဲ့ဥပဒေဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံကိုထူထောင်ဖို့ဆိုတာစာချုပ်ရဲ့လက်မှတ်ရထိုးသားမှုများတဲ့သပိုင်းရေးတောင်းရည်ဖြစ်ပါတယ်။ဒီမိုကရေစီကိုအခုပြောဆိုတာထုတ်တိုက်မှုတွေများပါတယ်။အခုပြောကာလမှာလမ်းကြောင်းဝဲတဲ့အခါပြန်လည်ပြီးတက်မှာပါတယ်။ NC ဆိုတာတက်ခတ်တက်ခတ်ရစိစာတော့တက်တက်မဟုတ်ပါဘူး။ ဒီမိုကရေစီလူပြောက်ကိုဒီဒီနေနေအကောင့်ထဲပေါ်နိုင်ဖို့ရည်ထားတဲ့ရဲရဲကိုင်တိုက်နေတဲ့အင်အားစုကြီးကသဘောတူညီမှုတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် NGO ပြည့်ပြည့်မီနောက်ကသဘောတူညီချက်ကိုရေးဆွဲမဲ့ဆိုရင်တောင်း NGO တော့ပြည့်စုံဖို့မလွယ်ပါဘူး။ NGO တွေကအနည်းဆုံး60ရာခိုင်နှုန်းကိုအချက်အလက်ရပြီပဲနောက်ကစာတော့တစ်ခုဖြစ်လာတယ်ပါဘူး။ ဒါဆိုရင် NGO တို့လို့ဆက်လက်ကောင်းချက်ပေါ်မှာလဲဆိုတာကရေးကြည့်တဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။ရုပ်ပုံပဲပြီးလို့ပြက်လာတဲ့အစိုးရကဒီတောင်းကိုလက်ဆက်ကမ်းဆက်လက်ဖန်ဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီဖြစ်လာတဲ့အစိုးရအတွက်ကျွန်တော်တို့လူငယ်ချက်တွေပြည်ထောင်တွေကိုအကောင်းကဲဆက်လက်ပေါ်ဆောင်နိုင်ဖို့အကြံပြုချက်၅ချက်ကိုတင်ပြလိုပါတယ်။နံပါတ်၁ကတော့ political legitimacy လို့ခေါ်တဲ့ နိုင်ငံရေးရအတိအကျအတိပြုမှုရှိဖို့ရည်ကြီးတဲ့ဆိုတဲ့အချက်ပါပဲအနေဆုံးရှိအနေနဲ့ဆိုးနေပက်တလေခေါင်းထဲမှာကျွန်တော်တို့ကျင်းတဲ့အကြောင်းအရာတွေကိုညီတိုင်းသဘောတူတိုင်းတဲ့အစုအဖွဲ့ဖြစ်အတိပတ်ပို့လို့ရပါတယ်ဒီတဲ့ပေါကောင်းတာကတော့နိုင်ငံတကာရောပြည်သူလူ့ဘာထောက်ခံအတိပတ်ပြုတဲ့အစိုးရတစ်ခုဖြစ်ဖို့လိုပါတယ်နိုင်ငံရေးရအတိပတ်ပြုမှုအားနည်းခြင်း ငင်းကြဲလုပ်ငန်းစဉ်တွေအခက်ခဲများရှိပုံပါလေငငယ်ဒီမှာဥပ္ပိမှုဆိုတာလောကောက်ပဲကိုဘယ်လိုဖြတ်တန်းလာလဲဖြတ်တန်းလာပြီဆိုတာလေအစိုးရဖြစ်လာတဲ့ခါမှာဘာလို့လုပ်လဲဘလောက်ဆွမ်းဆောင်နေလဲဆိုတာကပုံမူရေးကြည့်ပါလေနမနေချက်ကတော့ဇင်းကြဲနဲ့လုံလုံရင်းလို့တဟာတာတာရှိမှုပဲဖြစ်ပါတယ်တိုက်ပွဲရှိနေလို့ဇင်းကြဲရေးလုပ်မယ်ဆိုပြီးမဲ့ ီလူလူတို့လုံလုံအားလဲတဲ့အခြေအနေမျိုးမှာငြိမ်းချမ်းရေးလုပ်ငန်းရှင်ကိုအကောင့်ထဲပေါ်နိုင်ဖို့ခက်ခဲပါတော့ဒီအတွက်အကြက်ခက်မှုရစရေးအကောင့်ထဲပေါ်မှုစီစွာပြည်ပြန်ကအမြဲတမ်းရေးကြည့်ပါလေအထူးသဖြင့်ဒီမာကရှင်ကိုခေါ်တဲ့လည်းငြိမ်းသက်မှတ်မှုကဖြစ်ခဲ့ရစရေးခံရမှုရေးကြည့်တဲ့အတိုင်းဖြစ်ပါလေနံပါတ်၃ချက်ကတော့ငြိမ်းချမ်းရေးလုပ်ငန်းရှင်စုဖွဲ့မှုဖြစ်ပါတော့ဒီဘက်လုံးနဲ့ဆိုင်တဲ့စုဖွဲ့မှုတွေပြင်း တဖက်ချင်းစီကစုဖွဲ့မှုတွေအကောက်မှုလိုပါတယ်။ NGO ကဖြစ်ပေါ်လာတဲ့စုဖွဲ့မှုတွေကိုနှစ်သာရအရပြန်လဲအသက်သွင်းရမှာဖြစ်ပါတယ်။အချို့စုဖွဲ့ကြီးကတော့မိုးမရမှလည်းရှိနိုင်ပါလေ။ဒီစုဖွဲ့မှုတွေအားမကောက်ရင်အကောင့်ထဲဘုံကလည်းအားမကောက်နိုင်ပါဘူး။နံပါတ်၄ချက်ကတော့ပြစ်ခတ်ရစီရင်ကြောင့်ဒီတစ်ခါဒီကစီပွားရေးတွေပြန်လဲထောင်လာဖို့ရင်းကြီးပါတယ်။ ိုက်ပွဲကြီးရဲ့ကိုတိကစီပွဲကြီးကိုပြန်လဲအားကောင်းလာပါနဲ့မြ။နောက်တော့နဂတ်စီပွဲအတွက်မိစာဆိုပြတဲ့လူဖြစ်နေပါလိမ့်မယ်။တိကစီပွဲကြီးတွေကိုဘယ်လိုပုံစံနဲ့ဖြည့်ရှင်းပြဆိုတာလဲအပြစ်ခတ်ရစေဤကာလမှာအပြစ်ထုတ်ဖို့လိုပါပါလေ။နမောအချက်ကတော့လက်ရှိတဲ့နိုင်ငံရေးဝန်ကြီးချုပ်ကိုအချိန်ပြိုပြီးအကောင့်ထည့်ဖို့နိုင်ရေးဖြစ်ပါတယ်။နိုင်ငံရေးဝန်ကြီးချုပ်ရရှိလာတဲ့အခါအချို့ အကောင့်ထဲပေါ်နိုင်တဲ့အချက်တွေကိုမြင်မြန်ဆန်းဆန်းအကောင့်ထဲပေါ်နိုင်ဖို့လိုပါလိမ့်မယ်။နောက်ဆုံးတင်ပြလို့ဒါကတော့ရောက်ကြလာမယ့်အစိုးရအနေနဲ့ NCA လက်မှတ်ရထုတ်ရက်ကစံကရှိခဲ့တဲ့ဒီဒီခွင့်တွေကိုဆက်လက်အကောင့်ထဲပေါ်နိုင်နိုင်မယ်လို့ကျွန်တော်တို့ယူကြည်ပါတယ်။ NCA ကိုအကောင့်ထဲပေါ်နိုင်ခြင်းဖြင့်ဒီမိုကရေစီကုသောက်ကိုဒီဒီငင်းနေတဲ့ရှောင်းလာတိုင်းမှာဖြစ်တယ်လို့ဒီလိုလူကြီးလိုလာတောက်ကြတဲ့ရင်းကြရင်ကိုလည်းလူဆောင်ထိုင်တိုင်းပဲလို့ 弄鸡巴，弄国家，你弄错了吧？阿拉唔出去买。